TikTok မှာငွေဝင်ကျန်းဆုံး monetization tool တစ်ခုကတော့ gaming incentive program ပေါ့နော်အဲ့ major account မှာဒီ gaming incentive program ရဲ့ပေါ်တယ်အဲ့တော့ဒီ game တွေကို short လုပ်ရတဲ့နိုင်ငံမှာလည်းရောက်နေရဆိုမိတ်ဆွေတို့အတွက် gaming incentive program တစ်ခုက major တွေဒေါ်လာစားလို့ရတဲ့ငွေရင်းဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒါဝတ်ဆက်ကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်မိထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုတွေမှာမှန်းကြတယ်ဒီ follower တွေများစွာရှိတဲ့ဒါပေမဲ့ gaming incentive program တော့မပေါ်ဘူးပေါ့နော်မိတ်ဆွေက follower တွေ1 million အထိရှိနေပြီစေ မလေးရှားမြန်မာပြည်မှာရှိနေတဲ့မြန်မာ region အကောင့်နဲ့ဖွင့်ထားတယ်ဆိုရင် gaming incentive program ပေါ်မှာမဟုတ်ဘောเนาะအဲ့မိတ်ဆွေတို့ gaming incentive program ပေါ်ဖို့အတွက်ဆိုရင်မိတ်ဆွေတို့အကောင့်ဟာ Thai တို့မလေးရှားတို့ဘောเนาะ Philippines တို့ဘောเนาะ Indonesia တို့ဘောเนาะဒါမျိုးအကောင့်တွေဖြစ်ရမယ်ဘောเนาะအဲ့ဒီနိုင်ငံ region အကောင့်တွေဖွင့်ထားမှာပဲကျွန်တော်ရမယ်ဘောเนาะအဲ့တော့ Japan region အကောင့်ဆိုလဲကျွန်တော်အရှင်းပြတယ်ဘောเนาะအဲ့မိတ်ဆွေတို့အကောင့်မှာ အဲဒါမျိုး region မိတ်ဆွေတို့ကောင်းဒါမျိုး region ကောက်ဖြစ်တဲ့ဆိုညမပြေကနေပြီးတော့ VPN ခန်းပြီးတော့ကျွန်တော်သုံးမှုလို့ရရတယ်ပေါ့နော် VPN ခန်းတဲ့ခါမှာဆိုရင်ဒီကိန်းတွေကို support ပေးတယ်ကျွန်တော် US US VPN ခန်းပြီးတော့လည်းသုံးလို့ရတယ်ကျွန်တော်မလေးထိုင်းမလေးရှားပေါ့နော်အဲအင်ဒိုနီးရှားဖိလစ်ပိုင်တို့ပေါ့နော်ဒီနိုင်ငံရဲ့ VPN တွေခန်းပြီးတော့ကွာအဲဒီ backend တွေကဘယ်နိုင်ငံမှာသုံးပြီးလို့ရနေပြီလဲပေါ့နော်ကိုကဒီကိန်းတွေထုတ်တဲ့နိုင်ငံတွေသိပြီဆိုရင်ကျွန်တော် join ပြီးတော့ VPN ခန်းပြီးတော့ join ပြီးတော့ပတ်သက်ရှားလို့ရတယ်ပေါ့နော် အဲမိတ်ဆွေတင်မသိနဲ့ပေါ့နော်ဒီကောင်ကတော်တော်လေးကိုငွေဝင်ကြက်ပါတယ်အဲ့တော့ TikTok ဒီ Creator Reward Program တက်ကိုတော်တော်ဝင်ဝင်ကြက်နေပေါ့နော်အဲ့တော့မိတ်ဆွေ view သသိန်းလောက်ဆိုရင်ဒေါ်လာ200 300ရနိုင်တယ်ပေါ့နော်ဒါကြောင့်မို့မိတ်ဆွေတို့ဒီလောမကြီးကမအတင်မသိပါနဲ့အဲ့တော့မိတ်ဆွေတို့က game video ပါ game video တရားနာဝါသနာပါတယ် gaming content တွေကိုဖန်တီးတတ်တယ်အဲဖန်တီးတတ်တယ်ဆိုရင်နော်ဒီ gaming incentive program ကို join မို့ကျွန်တော်ကြံပြူတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့က Creator Reward Program နေပြီးတော့10 minute ထက် video တွေတင်ပြီးတော့လဲဗန်နေခြင်းနဲ့ ီလို game view လဲဖန်တီးခြင်းလဲဆိုရင်เนาะကျွန်တော် Japan TikTok account ကနေပြီးတော့လဲ miss ကိုပြန်ခန်းပြီးတော့ try လုပ်ရတယ်ပေါ့เนาะ Okay ဒါလေးကြီးဒါလေးမျှဝေကြည့်ဖြစ်ပါတယ်အဲ့တော့ miss ကိုဒီ game ကို join mode ဆိုရင်အနည်းဆုံး follow က900 900ပေါ့เนาะအနည်းဆုံး900နဲ့စပြီးတော့ try လုပ်ရတယ်အဲဂိမ်းနေလဲရှိသလိုအနည်းဆုံး follower 1000ရှိမှလည်းကြောင်း join လို့ရမျိုးရှိတယ်ပေါ့နော် okay ဒါလေးမျှဝေကြည့်ဖြစ်ပါတယ် MS တို့ညီမပြည့်အကောင့်ညီမ Ruby ကျင်အကောင့်ဆိုရင်တော့ဒီဂိမ်းအပေါ်မှာမဟုတ်ဘူးပေါ့နော်